ားဆက်သူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ Q Story Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ Channel လေးကနေဒီကနေ့မှတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့လက်သမီးလေးတစ်ပါးနဲ့လူသားတစ်ယောက်ရဲ့ကြာကအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရစေ။ဇာတ်လမ်းလေးကိုမစတင်ခင်မှာဆိုရင်တော့ထုံစံတိုင်းပဲ Channel လေးကို Like and Subscribe လုပ်သွားပြီး Support ပေးထားဖို့ကိုလည်းမြတ်တမ်းရခင်ချင်ပါရစေ။အားလုံးစင်တင်ဖြစ်သွားပြီဆိုရင်တော့ဇာတ်လမ်းလေးကိုစတင်လိုက်ချင်ပါရစေ။တခါတော့က တာပင်စာလို့ခေါ်တဲ့ကောင်းကင်ပုံမှာအရန်ကိုမှလှပါတဲ့မိန်းကလေးတယောက်ရှိပါတဲ့။အဲ့ဒီမိန်းကလေးရဲ့အလှဟာတခြားဘသူနဲ့မှမတူဘဲကွဲပြားလွန်းတဲ့အတွက်ကြောင့်သူမကတာပင်စာမှရှိတဲ့နေသမီးတွေအားလုံးထဲမှာအလှဆုံးသူလို့နေသားတွေကတင်စားကြပါတယ်။အာဆာရာဟာငယ်ရွယ်တဲ့မိန်းကလေးတယောက်ဖြစ်တယ်လို့သူမစီမှာရှိတဲ့လှပလွန်းတဲ့ခန္ဓာကိုယ်အချို့ဆောင်ဆွဲဆောင်မှုရှိလွန်းတဲ့မျက်လုံးတွေကြောင့်သူမကိုကြည့်မိကြတဲ့နေသားတိုင်းဟာသူမရဲ့အလှမှာပဲနေမျိုးတာယာသွားကြပါတယ်။ အာဆာရာရဲ့အလှဟာမတူ꽌ပြလွန်တဲ့အတွက်ကြောင့်ကောင်းကင်ဘုံမှာရှိတဲ့နတ်သားတွေကိုစီးစနစ်ရှိအောင်ထိမ့်သိမ့်တဲ့နေရာမှာလဲအထောက်အကူအများကြီးရခဲ့ပါတယ်။အာဆာရာကိုမြင်တဲ့သူတိုင်းဟာသူမရဲ့ညှို့ငင်နိုင်စွမ်းတွေကြောင့်သူမကိုပိုင်ဆိုင်ခြင်းနဲ့စိတ်တခုသာရှိတော့ပြီးအချင်းတီလာကောင်းမွန်လွန်တဲ့နတ်သားတွေတောင်မှအာဆာရာရဲ့ရင်သက်ရှုမောဖွေရကောင်းတဲ့အလှကိုမြင်တဲ့အခါမှာလူချင်းတက်မှတ်တဲ့စိတ်တခုသာကြံရှိပါတော့တယ်။လူပြည်မှာတော့ချန္တာရာမျိုးဆက်ဖြစ်တဲ့မင်းသားလေးပူလူဟာ ရေဆွန်တတိနဲ့ပြည်စုံတယ်လို့နာမည်ကြီးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။မင်းသားလေးပူလူဟာလက်ပြည်မှာရှိတဲ့နမင်းတွေလို့ရုပ်စင်းအင်ကပြေဝါတဲ့သူတစ်ယောက်ဖြစ်ပါတယ်။မင်းသားလေးပူလူရဲ့ဖုံးတခုနဲ့ရေဆွန်တတိကလည်းနမင်းတွေနဲ့ရှင်ပြိုင်နိုင်တဲ့အထီးကိုအစွမ်းထက်လာပါတယ်။တနေ့မှာတော့အယံကိုမှလှပါတဲ့နေသမီးလေးအာစာရာဟာတာပင်စာနေပြည်ကနေလူပြည်ကိုတက်တဆိတ်ခိုးထွက်လာခဲ့ပါတယ်။အာစာရာဟာနေပြည်မှာတနေပြီးတနေအချိန်ဖြုံးနေရတာကိုစိတ်ပြတ်နေတဲ့သူတစ်ယောက်ဖြစ်ပြီးတော့ မတူညီ क्वे ပြမှုတွေပြင်းထန်နေတဲ့လူသားတွေရဲ့နေရာကိုတိုက်နှစ်သက်သွားပါတယ်။အာဆာရာဟာကဘာမြေမှာရှိတဲ့မိန်းကလေးတွေရဲ့အမှုအရာနဲ့ဒီပုံထိုင်ပုံနဲ့ဒလိတွေကိုအယံကူမှသဘောကျနေပါတယ်။အာဆာရာတို့နှစ်ပြည်မှာကတော့အချိန်ပြည့်ဆိုသလိုပြည့်ပြည့်စုံစုံနေရပေမဲ့ပျော်ရွှင်မှုကိုလုံးဝမခံစားရတဲ့အတွက်ကြောင့်ခံစားချက်တွေမျိုးစုံနဲ့ပြည့်နေတဲ့ကဘာကြီးကိုပို့ပြီးတော့သဘောကျနေရပဲဖြစ်ပါတယ်။ဒါပေမဲ့အချင်းအကဲနမင်းတွေသာ သူအခုလို့တာပင်စာကနေထွက်ပြေးလာတာကိုသိရင်တော့သူကအကြီးအကျယ်အပြစ်တံပေးကြမှာပဲဖြစ်ပါတယ်။ခန်းစားချက်တွေမျိုးစုံပြီးကာယလှပမှုတွေပြင်းထန်နေတဲ့လူပြည်ကိုအန်ဆာရာအနေနဲ့အယံသဘောကြပေမဲ့လည်းလက်ပြည်ကိုပြန်သွားရတော့မယ့်အချိန်တန်နေပြီဖြစ်တာကြောင့်မသွားချင်ပေမဲ့လည်းမလွဲနိုင်တဲ့အမိန်တွေကြောင့်လူပြည်ကိုစွန့်ခွာပြီးလက်ပြည်ကိုပြန်လာခဲ့ရပါတော့တယ်။အန်ဆာရာလက်ပြည်ကိုပြန်တက်လာတဲ့အချိန်မှာလမ်းမနဲ့ဆိုးတွေရဲ့တာစီပိတ်ပင်ခြင်းကိုခံလိုက်ရပါတယ်။နဆိုးတွေဟာ အာဆာရာကိုလူချင်းတတ်မှတ်မှုအဖြစ်နဲ့စိုက်ကြည့်နေရကြောင်းအာဆာရာလည်းကြောက်ကြောက်လန့်လန့်နဲ့အမြန်ပဲထွက်ပြေးလာခဲ့ရပါတယ်။နတ်ဆိုးတွေဟာအာဆာရာကိုအရန်လူချင်းနေရကြောင်းအနောက်ကနေပြေးလိုက်လာပြီးတော့တနီယာအရောက်မှာဖမ်းမိသွားပါတယ်။အာဆာရာလည်းဖမ်းဆီးခံလိုက်ရတာကြောင့်တေလောင်စွာနဲ့အော်ဟစ်ပြီး အကူအညီတောင်းပါတော့တယ်။အာဆာရာရဲ့အကူအညီတောင်းတဲ့ဟာတောအုပ်တစ်ခုလုံးကိုဖုံးလွှမ်းသွားပါတယ်။မင်းသားလေးပူရူဟာဘယင်မင်းမြတ်အမရင်းရဲ့အမိန့်ကြောင့် ဓာတ်ပြည်မှာရှိတဲ့နမင်းတွေတောင်းဆိုတဲ့ကိစ္စတွေကို အကူအညီပေးနေရပါတယ်။မင်းသားလေးပူရူရဲ့ကူညီပေးမှုအတွက်နမင်းတွေဟာအခမ်းအနားကျင်းပပြီးမြောက်ပင်ကပြောနေကြပါတယ်။ဒီအရာတွေကိုမကြိုက်နဲ့တပဲအချင်းတီလာနဲ့ပြေဆုံးတဲ့မင်းသားလေးကတော့ချက်ချင်းပဲလူပြည်ကိုပြန်လာပါတော့တယ်။မင်းသားလေးပူရူလူပြည်ကိုပြန်လာတဲ့အချိန်တောအုပ်ထဲမှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကိုမြင်သွားပြီးရဲ့နောက်အာဆာရာကိုကူညီဖို့အတွက်နှဆိုးတွေကိုတိုက်ခိုက်ဖို့ပြင်ဆင်လိုက်ပါတယ်။မင်းသားလေးပူရူဟာ နှောက်ရှက်နေတဲ့နှဆိုးတွေကိုရှင်းလင်းလိုက်ပြီးတော့နှဆိုးတွေရဲ့အနိုင်ကျင့်မှုကြောင့်ဒဏ်ရာရပြီးမြေပြင်မှာလဲလျောင်းနေတဲ့အဆာရာစီကိုလမ်းလျှောက်ပြီးတော့ထွေပွေးလိုက်ပါတယ်။အဆာရာနဲ့ပူရူတို့ အချင်းချင်းထိလိုက်မိတဲ့အချိန်မှာပဲနှစ်ယောက်သားထူးဆန်းတဲ့ခန်းစားချက်တစ်ခုကိုခန်းစားမိလိုက်ကြပါတယ်။အဆာရာဟာလူသားတွေနဲ့ပထမဆုံးထိတွေ့လိုက်ရတဲ့အတွက်ကြောင့်လူသားတွေရဲ့ခွန်အားနဲ့တတိကိုခံစားမိလိုက်ပါတယ်။အာဆာရာရဲ့လှပလွန်းတဲ့မျက်လုံးတွေကိုကြည့်မိတာကြောင့်မင်းသားလေးပူရူဟာ သူမရဲ့ညှို့ငင်အားကောင်းလွန်လာတဲ့အလှပါတွေရဲ့အောက်ကနေရုံမထွက်နိုင်ဖြစ်သွားပါတယ်။မင်းသားလေးပူရူရဲ့ဘဝတစ်ချောင်းလုံးမိန်းကလေးပေါင်းများစွာကိုမြင်ဘူးခဲ့ပေမယ့်အာဆာရာရဲ့အလှကတော့အားလုံးနဲ့မတူပဲလက်သမီးလေးတွေအပြင်လူသားတွေစီမှာပါမရှိတဲ့လှပမှုတစ်ခု ဖြစ်တယ်ဆိုတာကိုသိနေပါတယ်။အာဆာရာလည်းသူ့ကိုအန်ဒီယယ်ရီကြားရေးကနေကစ်တင်ပေးတဲ့အတွက်မင်းသားလေးကိုကျေးဇူးအများကြီးတင်ကြောင်းနဲ့မင်းသားလေးရဲ့နာမည်ဘလို့ခေါ်တယ်လို့မေးလိုက်ပါတယ်။ သူ့ရဲ့နာမည်ကပူရူဖြစ်ပြီးရှန်တာရာဘီရဲ့ဌီနန်းကိုစက်ခံရမယ့်သူဖြစ်ကြောင်းပြောပြပါရယ်။အာဆာရာကိုတော့ဘာလို့နှဆိုးတွေက လိုက်ဖန်နေရတာလဲလို့မင်းသားလေးပူရူကလည်းပြန်လဲမေးမြန်းလိုက်ပါရယ်။ဒါပေမဲ့အာဆာရာကတော့သူဟာတာဝင်စာနဲ့သမီးတစ်ပါးဖြစ်ကြောင်းကိုပြောပြပြီးတိုက်ခိုက်ခံရတဲ့အကြောင်းရင်းကိုတော့မပြောဘဲထားကထိန်ချန်ထားလိုက်ပါတော့တယ်။သူကိုကစ်တင်ပေးတဲ့အတွက်လဲအရန်ကျေစုတင်ကြောင်းပြောပြီးနောက်အခုတော့ကောင်းကင်ဘုံကိုပြန်ရောက်မယ့်အချိန်ကနီးကပ်လာပြီးဖြစ်တာကြောင့် သွားရတော့မယ်ဖြစ်ကြောင်းပြောပါရယ်အန်ဆာရာကလည်းအခုလိုတွေ့ဆုံရတာနောက်ဆုံးဖြစ်ပြီတကယ်လို့သူတို့တွေနောက်တစ်ကြိမ်သာထပ်ပြီးတွေ့ဆုံခင်မယ်ဆိုရင်တော့ဖြစ်တယ်ပြီးခင်ရမှာဖြစ်ပေမဲ့အခုလိုကစ်တင်ပြီးခဲ့တာကတော့အမြဲတမ်းသတိရနေမှာဖြစ်ကြောင်းပြောပါရယ်တောဟုတ်ထဲကယုံရင်စံခတ်မှုတွေဖြစ်ပွားပြီးမှတော့အာဆာရာကနှစ်ပြည်ကိုပြန်သွားတဲ့အတွက်ကြောင့်သူမရဲ့လှပလွန်တဲ့ခန္ဓာကိုယ်ဟာအလင်းမုန်လေးတွေအဖြစ်တဖြည်းဖြည်းချင်းစီပျောက်ကွယ်လာပါတော့တယ်ပျောက်ကွယ်လာတဲ့အာဆာရာကိုကြည့်ကော ပူရူရဲ့စိတ်ထဲမှာတော့မေကုံပေါင်းများစွာဖြစ်ပေါ်နေပြီမေကုံတွေကိုဖြည့်ရှင်ဖို့အတွက်ဘာလို့ရမလဲဆိုတာကိုမသိပဲဖြစ်နေပါဗျ။အဆာရာကိုမြင်မြင်ချင်းမှာပဲချစ်မိသွားခဲ့တာကိုလည်းပူရူကသိနေပြီးတော့လူသားနဲ့နေသမီးတယောက်ကြားမှာစစ်မှန်တဲ့အချစ်တစ်ခုက ပေါ်ပေါက်လာနိုင်ပါတယ်။ဒါပေမဲ့အဆာရာရဲ့ဘက်ကသူ့အပေါ်ကိုဘလို့ထင်မြင်တယ်လဲဆိုတာကိုတော့အခုထိသူ့ဘက်ကနေဘာဆိုဘာမှမသိရသေးပဲဖြစ်နေပါဗျ။အဆာရာမှာရှိတဲ့ဆွဲဆောင်မှုဟာ နင်းမင်းတွေရဲ့ရောင်ချီလိုလင်းလက်တောက်ပါနေပြီအသားအရေကလာမင်းလေးလိုနူးညံ့လွန်ပြီးမျက်လုံးတွေဟာလည်းနှင်းဆက်လေးတွေလိုအယမ်းဖြူစင်တောင်းတွေးကအာဆာရာရဲ့အလှပကို စာဖွဲ့နေပါတော့တယ်။နှစ်ပြည်မှာရှိတဲ့အာဆာရာလေးကတော့သူ့ကိုကစ်တင်ပေးခဲ့တဲ့မင်းသားလေးပူရူရဲ့အကြောင်းကိုသာတွေးတောနေမိပါတယ်။အာဆာရာအနေနဲ့မင်းသားလေးပူရူနဲ့ထပ်မံတွေ့ဆုံခြင်းမင်းမင်းသူရဲ့မိသားစုအပြင်တာပင်ဆာမှာရှိတဲ့စီမင်းစီကံတွေကြောင့်မဖြစ်နိုင်ဘူးဆိုတာကိုလည်းသိနေပါဗျ။ ။နောက်နေ့တွေမှာတော့တာပင်စာမပွဲတော်တစ်ခုကိုကျင်းပနေပြီးတော့ပွဲသူရင်ခန္ဓာကိုနှစ်သားအများစုတက်ရောက်လာတာကြောင့်အာစာရာဟာသူ့ရဲ့တောင်းဝန်အတိုင်းပွဲတော်မှာဝင်ရောက်ကဖျော်ဖြေပေးရပါတော့တယ်။အာစာရာရဲ့အမေကလည်းကပြဖျော်ဖြေတဲ့သူတစ်ယောက်ဖြစ်တာကြောင့်အာစာရာလေးကိုလည်းငငယ်လေးကတည်းကအကပညာကိုသင်ကြားပြသပေးခဲ့ပါတယ်။သူမအမေရဲ့သင်ပြပေးမှုတွေကြောင့်အခုအချိန်မှာတာပင်စာမှာရှိတဲ့ကပြဖြောပြေသူတွေထဲမှာ အာဆာရာဟာအတော်ဆုံးသူတစ်ယောက်ဖြစ်လာပါတော့တယ်။အာဆာရာရဲ့ငြိမ်းချမ်းပြီးလှပလွန်တဲ့ခန္ဓာကိုယ်ရဲ့ပြင်းထန်လွန်တဲ့ဆွဲဆောင်မှုကြောင့်နှစ်သားတွေဟာဖြောပြေမှုကိုမြင်သက်တမန်နေကြပါတယ်။အာဆာရာလေးကကပြဖြောပြေမှုမှာအာယုံအပြည့်အဝစိုက်ထားပြီးမဲ့လေ။ရုတ်တရက်မှာမထင်မှတ်ထားတဲ့အဖြစ်အပျက်တစ်ခု ဖြစ်ပြသွားပါတော့တယ်။အာဆာရာဟာကပြဖြောပြေမှုကိုစိတ်နှစ်ထားပြီးမဲ့စိတ်ထဲမှာက သူ့ကိုကစ်တင်ပေးခဲ့တဲ့မင်းသားလေးရဲ့အကြောင်းကိုသာတွေးတောနေမိရဲ့အတွက်ကြောင့်ခြေချောကလေးကျသွားပြီးပါဇက်ကနေလဲမင်းသားလေးပူရူရဲ့နာမည်ကိုရုတ်တရက်တတိလက်လွတ်နဲ့ခေါ်မိလိုက်ပါတော့တယ်။အာဆာရာဟာသူ့လုံးမိလိုက်တဲ့အမားကိုနားလည်နေတဲ့အတွက်ကြောင့်သူ့ပါဇက်ကိုချက်ချင်းပိတ်ဖို့လုပ်တော့လဲပဲ။နမင်းတွေကတော့အာဆာရာရဲ့ပါဇက်ကနေမင်းသားလေးပူရူရဲ့အမိကိုခေါ်လိုက်တဲ့အတန်ကိုကြားပြီးသားဖြစ်သွားတာကြောင့်အယံကိုမှစိတ်ဆိုးသွားပါတော့တယ်။နမင်းတွေဟာ ာစာရာကို စိတ်ဆိုးစွာနဲ့ပဲတကယ်ပဲမင်းသားလေးပူရူကိုစိတ်ဝင်စားနေတာလားလို့မေးလိုက်ပါတယ်။အာစာရာအနေနဲ့ကလည်းလိန်ညာလို့မရတဲ့အတွက်ကြောင့်အမှန်အတိုင်းသာဖြေချလိုက်ရပါတယ်။အာစာရာဟာတာပင်စာရဲ့နေသမီးတစ်ပါးဖြစ်တာကြောင့်အာစာရာအနေနဲ့လူသားတွေကိုမရောမှချစ်မြတ်နိုးခွင့်မရှိကြောင်းနှစ်သားတွေကစိတ်ဆိုးမန်ဆိုးနဲ့ပြောလိုက်ပါတယ်။အာစာရာအနေနဲ့အခုလိုလူသားတယောက်ကိုချစ်မိတာဟာသူတို့လူတာပင်စာမှာရှိတဲ့နှမင်းတွေနဲ့နှစ်သားတွေကိုစော်ကားတာဖြစ်ပြီး အဲ့ဒီအတွက်လဲအန်ဆာရာကိုကြီးမားတဲ့ပြည်တံတစ်ခု ပေးတော်မူရမယ်ဖြစ်ကြောင်းအမိန်ပေးလိုက်ပါတော့တယ်။အန်ဆာရာဟာလူသားတစ်ယောက်ကိုချစ်တိုက်မိခဲ့တဲ့အတွက်ပူရူနဲ့အတူတူလူပြည်မှာအတူတူနေရမှာဖြစ်ပြီးပူရူနဲ့ကလေးတွေမွေးဖွားကလူသားတွေရဲ့စီးမြင်အတိုင်းတသက်လုံးနေထိုင်သွားရတော့မှာဖြစ်ကြောင်းပြောကနှင်းထုတ်လိုက်ပါတယ်။တစ်ဖက်ကလူပြည်မှာလည်းမင်းသားလေးပူရူရဲ့အောင်မြင်မှုတွေကြောင့်တိုင်းပြည်မှာပျော်ပွဲရွှင်ပွဲတွေပြုလုပ်နေပါတယ်။ မိသားလေးအတွက်ပွဲတော်ကိုပျော်ရွှင်စွာကျင်းပပေးနေရဆိုပေမဲ့လည်းမောင်မိုက်ကနေဝင်လာတဲ့နေတနေနဲ့အတူပူရူရဲ့စိတ်ထဲမှာလည်းအာဆာရာရဲ့အကြောင်းတွေသွားဖုံလွှမ်းနေပါတယ်။အာဆာရာရဲ့တောက်ပလွန်းတဲ့မျက်လုံးတွေနဲ့လှပလွန်းတဲ့အပြုံးတွေကသာထွေးတော်နေမိပေမဲ့လည်းလူသားနဲ့နေသမီးတစ်ပါးဖြစ်နေရကြောင်းသူတို့ရဲ့ဆက်ဆံရေးကိုရှေ့ဆက်မရနိုင်ဘူးဆိုတာကိုလည်းသိနေပါတယ်။မိသားလေးပူရူအနေနဲ့အာဆာရာနဲ့အတူတူအိမ်ထောင်တစ်ခုတည်ဆောက်ကာ သားသမီးတွေမွေးဖွားပြီးဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းသွားခြင်းပဲလေတာပင်ဆာမှာရှိတဲ့နမင်းတွေနဲ့သူတို့ရဲ့ဥပဒေကကန့်သက်ထားတာကိုလည်းသိရှိနေတဲ့အတွက်ကြောင့်သူပစက်ကနေအတိတ်ပဲမရှိတဲ့စီကံတွေပဲလို့တိုးတိုးလေးရှည်ရွတ်လိုက်ပါတော့တယ်။ဖျားပစွာကြဆင်းနေတဲ့လာရောင်တွေဖုံးလွှမ်းနေတဲ့လမ်းထဲကိုလေးတိုက်ရအတိုင်းလွင့်မျောနေတဲ့စံကေတာလေးတွေနဲ့အတူတူလှပလွန်းတဲ့အာဆာရာလေးဟာနန်းတော်ထဲကိုလမ်းလျှောက်ကဝင်လာပါတော့တယ်။ ာဆာရာရဲ့အကြောင်းကိုပဲအမြဲတမ်းတွေးတောနေတဲ့မင်းသားလေးပူရုကရုတ်တရက်ကြီးအာဆာရာကိုသူ့ရဲ့ရှေ့မှာမြင်လိုက်ရတဲ့အတွက်ကြောင့်အရန်ကိုဝမ်းသာသွားပါတော့တယ်။ပူရုဟာသူ့စီကိုရှောက်လာတဲ့အာဆာရာကိုဝမ်းပန်းတသာအိတ်ခမ်းကြိုဆိုလိုက်ပြီးရောသူ့အနေနဲ့အာဆာရာကိုအရန်ကိုတတိယနေရာဖြစ်ကြောင်းပြောလိုက်ပါတယ်။ပြီးရောအာဆာရာအနေနဲ့သူ့ရဲ့မူလနေရာကိုတာပင်စာကနေဆင်းလာပြီးဘာလို့တွေ့ရလဲလို့မေးလိုက်ပါတယ်။အာဆာရာလေးကတော့ မင်းသားလေးပူရူကိုချစ်လို့သာအခုလိုလူပြည့်အချီဆင်းလာခဲ့ရတာဖြစ်ပြီးမင်းသားလေးအနေနဲ့လဲသူကတာပင်စာကနဲ့တမိတပါဖြစ်နေတဲ့အတွက်ကြောင့်မဖြစ်မနေလိုက်နာရမယ့်စီကံတွေကိုတော့သိရှိနေရမလားလို့ပြောလိုက်ပါတယ်။ထပ်ပြီးသူတို့ကတာပင်စာကနဲ့တမိတွေဟာတာပင်စာမှာရှိတဲ့နေသားတွေကလွဲလို့လူသားတွေနဲ့ကြံတဲ့လူတွေကိုချစ်ကြိုက်ခွင့်မရှိကြောင်းနဲ့ချစ်ကြိုက်မိမယ်ဆိုရင်တော့ကြီးမားတဲ့ပြစ်ဒဏ်တစ်ခုပေးခံရမှာဖြစ်ကြောင်းမင်းသားလေးနားလျောင်ရှင်းပြလိုက်ပါတယ်။သူကိုယ်တိုင်ကလည်း အဲ့ဒီစီမင်းတွေအတိုင်းပြည်တံတားခံရတဲ့သူတယောက်ဆိုပေမယ့်အခုပြောပြမယ်အချက်တွေနဲ့စီကံတွေကိုသာလိုက်နာမယ်ဆိုရင်တော့သူတို့တွေအတူတူရှင်တွင်းနေထိုင်နေလို့ရတာကြောင့်သူပြောမယ့်အရာတွေကိုသာတေချာကယူတဆိုင်နားထောင်ဖို့မှာလိုက်ပါတော့တယ်ပထမဆုံးလိုက်နာရမယ့်စီကံချက်တစ်ခုကတော့သူတို့တွေလူပြည်မာနေထိုင်နေုံမှာကိုပိုင်တိုးလေးတွေကိုမွေးမြူထားခဲ့ရမှာဖြစ်ပြီးအဲ့ဒီတိုးကလေးတွေပါအန်ဒီရဲ့မမကြရအောင်လို့အစွမ်းကုန်ကောက်ွက်ပေးရမှာပဲဖြစ်ပါတယ် ဒုတိယလိုင်းနာရမယ်စီကံကတော့လူပြည်မာနေထိုင်စဉ်အတွင်းမှာအသည့်အနံတွေနဲ့အစားအသောက်တွေကိုသာစားတောက်ရမှာဖြစ်ပြီးတတိယတစ်ချက်ကတော့သူတို့နှစ်ယောက်အတူတူရှင်တွင်းနေထိုင်ချိန်မှာသူတို့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့စက်တင်ဘတ်အင်္ဂါတွေကိုဆွဲဆောင်နိုင်မယ့်နေရာတွေကိုတယောက်နဲ့တယောက်မမြင်အောင်အဝတ်စားတွေနဲ့ဖုံးကွယ်ထားရမှာပဲဖြစ်ပါတယ်။တကယ်လို့အခုအချက်တွေကိုတနေ့နေ့မှသူတို့ဖောက်ဖျက်ခဲ့မယ်ဆိုရင်တော့သူဟာချက်ချင်းတာပင်စာကိုပြန်သွားရမှာဖြစ်ကြောင်းလည်းပြောပြပါရစေ။ မင်းသားလေးပူရူဟာလည်းအဆာရာကိုအရင်ချစ်မြတ်နိုးတဲ့သူတစ်ယောက်ဖြစ်တာကြောင့်လိုက်နိုင်ရမယ့်အချက်တွေကိုလက်ခံကပျော်ရွှင်စွာနဲ့အတူတကွနေထိုင်ခဲ့ကြပါတော့တယ်။မင်းသားလေးနဲ့အဆာရာလေးတို့ဟာတယောက်ကိုတယောက်အရင်ကမှချစ်မြတ်နိုးပြီးအချင်းချင်းနားလေတင်မြတ်စွာနဲ့နှစ်ပေါင်းများစွာကြာအောင်နေထိုင်ခဲ့ပါတယ်။တခါတလေမှတော့မင်းသားလေးပူရူဟာသူ့ရဲ့ချစ်သူလေးရဲ့ပြင်းထန်လာတဲ့ဆွဲဆောင်မှုတွေနဲ့အလှပါရတဲ့ကြောင့်သူလုံရမယ့်အလုပ်တွေကိုလည်းမေ့နေတတ်ပါတယ်။ ာဘင်ဆာမှာအာဆာရာမရှိတော့တာကြောင့်နေပြားတွေအနေနဲ့ပျော်ရွှင်မှုတွေကတဖြည်းဖြည်းနဲ့အတိတ်ပဲမဲလာပါတော့တယ်။အာဆာရာနဲ့ပူရူတို့ရဲ့ပျော်ရွှင်ပြီးတာယာနေတဲ့ဆက်စံရေးကိုနေပြားတွေကတော့တဖြည်းဖြည်းနဲ့မနှိမ့်သက်တဲ့အတွက်ကြောင့်အကြီးအကဲနာမည်တွေစီကိုတိုင်ကြားလိုက်ကြပါတော့တယ်။အကြီးအကဲနာမည်တွေလည်းတိုင်ကြားမှုတွေကြောင့်စိတ်မြင့်တွေချမှတ်တဲ့နေရာကိုရောက်ရှိလာကသူတို့ရဲ့လူယုံတော်တွေဖြစ်တဲ့ခွန်တန်နဲ့အင်းသခေါင်တို့ကိုစိတ်ခေါ်လိုက်ပါတော့တယ်။နေမင်းကြီးအနေနဲ့လည်း သူ့ရဲ့လူယုံတော်တွေကိုအာဆာယာကလူသားတယောက်နဲ့ချစ်ကြိုက်မိရဲ့အတွက်ကြောင့်အပြစ်မပေးပဲဘာလို့အဲ့ဒီလူသားနဲ့အတူတူလူပြည်မှာနေထိုင်ဖို့ခွင့်ပြုလိုက်ရတာလဲလို့မေးမြန်းလိုက်ပါတယ်။အင်းတခေါင်းလေးအာဆာရာကလူပြည်ကိုထွက်သွားလို့ရဖို့အတွက်လိုက်နာရမယ့်စီကံတုံးခုနဲ့အတူစာချုပ်တစ်ခုကိုသူ့စီမှာအလဲလေလုပ်ခဲ့ကြောင်းပြောပြပါတယ်။တကယ်လို့အဲ့ဒီစီကံတွေထဲကတစ်ခုခုကိုမင်းသားလေးပူရူဖြစ်ဖြစ်အာဆာရာဖြစ်ဖြစ် ဖောက်ဖျက်မိခဲ့မယ်ဆိုရင်တော့အာဆာရာအနေနဲ့ချက်ချင်းတာပင်စာကိုလာရမှာဖြစ်ကြောင်းရှင်းပြပါရယ်အခုချိန်မှာ အာဆာရာနဲ့ပူရူတို့ကြားမှာဆက်ဆံရေးကခိုင်မြဲနေရဆိုပေမဲ့လေသူတို့တွေအနေနဲ့အာဆာရာရဲ့သူလေးတွေကိုခိုးယူဖို့အတွက်လူနှစ်ယောက်ကိုလူပြည်ကိုစေလွတ်ထားကြောင်းတင်ပြပါရယ်သူတို့တွေစေလွတ်ထားတဲ့လူတွေသာတာဝန်ကိုအောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင်တော့အာဆာရာအနေနဲ့မင်းသားလေးပူရူကိုချစ်မြတ်နိုးရဆိုရင်တော့ငိုကြွေးယုံကလွဲပြီး ကျန်တာပေါင်းမှလုပ်လို့ရမှာမဟုတ်ပဲသူ့ရဲ့ကတိအတိုင်းတာပင်စာကိုပြန်လာရမှာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။အာစာရာတာပင်စာကိုပြန်ရောက်လာတာနဲ့အယံဆွမ်းအားကြီးရဲ့မင်းသားလေးပူရူဟာတဖြည်းဖြည်းနဲ့ဘုံတကုတ်တွင်မေးမိန်လာပြီးတော့တာမန်ဘရင်တစ်ယောက်ပဲဖြစ်သွားမှာဖြစ်ပါတယ်။မှောင်မိုက်ပြီးတာယာလှပတဲ့ညတညမှာမင်းသားလေးပူရူနဲ့အာစာရာတို့ကတော့တာမန်နေ့တွေအတိုင်းပဲပျော်ရွှင်စွာနဲ့နေထိုင်ကြပြီးညကလည်းတဖြည်းဖြည်းနဲ့လာတဲ့အတွက်ကြောင့်အိတ်ဆက်အနားယူလိုက်ကြပါတော့တယ်။ ီချိန်မှာပဲအင်းတခေါင်ရဲ့အစီအစဉ်အတိုင်းလူနှစ်ယောက်ဟာမင်းသားလေးတို့ရဲ့သိုးတွေကိုခိုးဖို့အတွက်နဲတော်ထဲကိုတိတ်တဆိတ်ဝင်ရောက်လာပါတော့တယ်။သိုးကလေးတွေကိုခိုးယူဖို့လုပ်နေတဲ့ချိန်မှာပဲသူတခေါင်ကဒဏ်ရာရရှိသွားတဲ့အတွက်ကြောင့်နာကျင်စွာနဲ့အော်ဟစ်လိုက်ပြီးအဲ့ဒီတန်ကိုလည်းအိပ်ပျော်နေတဲ့မင်းသားလေးပူရူဟာကြားလိုက်ရပါတဲ့။မင်းသားလေးပူရူဟာသိုးကလေးတွေရဲ့အတန်ကိုကြားလိုက်ရတာနဲ့အိပ်ဆက်နေရာကနေထလာပြီးတော့ တိုးလေးတွေရှိရကိုစိတ်ပူစွာနဲ့အမြန်ပြေးထွက်သွားတဲ့အတွက်ကြောင့်မင်းသားလေးရဲ့ခန္ဓာကိုယ်ပေါ်ကအဝတ်တွေကိုဝှစ်ဆင်ဖို့မေးလျော်သွားခဲ့ပါတယ်။မင်းသားလေးပူလူဟာတိုးရီရဲ့နေရာကိုရှောက်လာခဲ့ပေမယ့်တိုးကလေးတွေဟာသူတို့မွေးမြူထားတဲ့အတိုင်းတကောင်တလေမှမပြောက်ပဲရှိနေတာကြောင့်ထန်အနီးနာတဝိုက်ကိုအကဲခတ်ကြည့်လိုက်ပါတယ်။မင်းသားလေးပူလူဟာထန်အနီးနာကိုအသေးချာအကဲခတ်လေးလာပြီးမဲ့လေဘသူကမှမတွေ့ရတဲ့အတွက်ကြောင့်သူ့ချစ်သူအာဆာရာလေးကို တိုးကလေးတွေလုံခြုံချောင်းပြောဖို့ပြန်ထွက်လာပါတယ်။ဒါပေမဲ့မင်းသားလေးပူရူမတိလိုက်တာကတော့တခိုးတွေဟာခြံထဲမှာပဲပုံအောင်နေပြီးတော့မင်းသားလေးထွက်သွားတာနဲ့အတူမိုးချိန်ပြီးလျက်စည်းလက်နေတဲ့ကောင်းကင်ရဲ့အောက်မှာပဲတိုးကလေးတွေကိုခိုးယူသွားပါတော့တယ်။မင်းသားလေးနဲ့အာဆာရာလေးတို့ဟာအပြစ်အပျက်တွေအလုံးကိုသိရှိနေပေမယ့်ဘာမှမလုပ်နိုင်တဲ့အတွက်ကြောင့်စာချုပ်တွေရဲ့စည်းကမ်းတွေအတိုင်းအာဆာရာဟာတာပင်စာကိုပြန်ပြီးလိုက်သွားရပါတဲ့။နှစ်ဖျားရီရဲ့ပြစ်ဒဏ်ပေးမှုကြောင့်အာဆာရာဟာ တစ်နှစ်ပတ်လုံးခရုနေမြေမှာလှည့်လေသွားလာနေရပြီးတော့အဖြစ်တွေကိုပေးဆက်နေရပါတော့တယ်။လူကြီးမှလည်းတစ်နှစ်ကြာသွားပြီးနောက်မင်းသားလေးပူရူဟာသူ့ရဲ့ထီးနှံကိုလည်းဆွန့်လုခဲ့ရကနန်းတော်ကနေထွက်လာပြီးခရုကိုရောက်ရှိလာပါတော့တယ်။ခရုကတော့စစ်ပွဲတွေဖြစ်ပွားရနေမြေတစ်ခုဖြစ်ပြီးအခုအချိန်မှတော့မင်းသားလေးပူရူဟာအရန်တတိရှိတဲ့ဘရင်တယောက်ဆွမ်းအအရန်ကြီးတဲ့ဘရင်တယောက်ဆိုတဲ့ဂုံပုတ်တွေဟာဖေရုံးကမှမရှိဘူးခဲ့တဲ့အတိုင်းပြောက်ွယ်လို့သွားပါတော့တယ်။ မင်းသားလေးပူရူဟာတဘွားလုံးဖြောင်မဲ့မှန်ကန်စွာနဲ့နေထိုင်လာခဲ့ပေမဲ့လေမိန်းကလေးတယောက်ကြောင့်ပဲဆုံးဖြတ်ချက်မှတစ်ခုကိုချာမိကသူ့ရဲ့ဘဝမှာပိုင်ဆိုင်ရသမျှအရာအလုံးကိုဆုံးရှုံးသွားပါတော့တယ်။အဲ့ဒီချိန်မှာပဲမင်းသားလေးပူရူရဲ့ရှေ့မှာအာစာရာပေါ်လာတဲ့အတွက်ကြောင့်ပူရူလည်းကိုယ့်ရဲ့မျက်လုံးကိုကိုယ်တော်မယုံကြည်နိုင်ဖြစ်ပြီးတော့အရင်အတိုင်းအခုချိန်ထိမပြောင်းလဲသေးတာကြောင့်လည်းအယံတွေအံ့ဩနေရပါတော့တယ်။အာစာရာဟာစိတ်သက်သာနေတဲ့ပူရူရဲ့ပုံစံကိုကြည့်လိုက်ပြီး မင်းသားလေးဟာအရင်ကမြင့်မြတ်ပြီးစွမ်းအားကြီးတဲ့ဘရင်တစ်ပါးဖြစ်ခဲ့ပေမယ့်မိန်းကလေးတယောက်ကိုဆွဲလန်းတဲ့စိတ်ကြောင့်အဲ့ဒီမိန်းကလေးကိုလက်လွတ်ရမယ့်အချိန်မှာနောက်မဆုတ်ပဲရှေ့ဆက်တိုးခဲ့တဲ့ဆုံးဖြတ်ချက်ကိုချခဲ့ပြီးအဲ့ဒီမချမှတ်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့မိရဲ့အတွက်ကြောင့်အခုတော့ပူရူဟာတာမန်လူသားတယောက်အဖြစ်နေထိုင်သွားရတော့မှာဖြစ်ကြောင်းပြောပြနေပါတယ်။မင်းသားလေးပူရူအနေနဲ့ရက်တဲ့တဲ့အချိန်မှသာရက်ခဲ့ပြီးအဲ့ဒီမိန်းကလေးကိုလက်လွတ်ကတိုင်းပြည်ကိုဆက်လက်အုပ်ချုပ်ခဲ့မယ်ဆိုရင် အခုလိုတာမန်လူတယောက်အဖြစ်နေထိုင်ရမှာမဟုတ်ဘဲအခုလိုဖြစ်လာတာကလည်းသူ့ရဲ့အဖြစ်မကင်းတဲ့အတွက်ကြောင့်မိန်းသားလေးကိုစာနာထောက်ထားသောအဖြစ်လက်ဆောင်တစ်ခုပေးမယ်ဖြစ်ကြောင်းပြောပြပါရယ်။သူနဲ့မိန်းသားလေးတို့အတူတူနေထိုင်ခဲ့စဉ်တုန်းကသူ့မှာကုံဝန်တစ်ခုရှိခဲ့ပြီးတော့အဲ့ဒီကလေးကိုအောင်မြင်စွာမွေးဖွားနိုင်ခဲ့ကြောင်းပြောပြပြီးကလေးကိုပေးအပ်ခဲ့ပါရယ်။အခုသူပေးခဲ့တဲ့ကလေးဟာလည်းချန်တာရာဘင်းရဲ့မျိုးဆက်လေးဖြစ်သလိုပူရူရဲ့သားလေးတစ်ယောက်ဖြစ်ပြီး ရှေ့ဆက်မဲ့အရာတွေကိုတော့အဆရာအနေနဲ့တို့တွင်ပြောပြခွင့်မရှိကြောင်းလည်းပြောပြလိုက်ပါတယ်။ဒါပေမဲ့ကလေးလေးဟာတချိန်ကြာရင်တော့လူသားတွေအတွက်အင်မတန်ကိုမအရေးကြီးတဲ့သူတစ်ယောက်ဖြစ်လာမှဖြစ်ပြီးလူသမိုင်းမှာလည်းအရေးပါတဲ့သူရေကောင်းတစ်ယောက်ဖြစ်လာမှဖြစ်တဲ့အတွက်ကြောင့်တည်တည်ချာချာလေးပြုစုစောင့်ရှောက်ပေးဖို့အမှာကြာကပြောက်ွယ်သွားပါတော့တယ်။ဇလန်လီကတော့ဒါပါပဲရှင်။အဆုံးထိလိုက်ပါအပိနောက်စီခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ကောင်းသောနေ့လေးဖြစ်ကြပါစေရှင်။ Thank you